အားလုံးမင်္ဂလာပါခင်ဗျာမတ်လ18ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ဟောဒီနေ့ကဒီနေ့ထဲမှာပေါ့နော်ဒီရက်ထီထဲမှာဟောအခြေခံပညာဦးစီးဌာနကကျွန်တော်တို့ညီငယ်ညီမငယ်တွေ2025ခုနှစ်ပညာသင်နှစ်အတွက်ဒါတက္ကသိုလ်ဝန်ထမ်းစာမေးပွဲတွေဖြည့်ဆုံနေကြတယ်အာဘာပဲဖြစ်ကလေးတွေအားလုံးပြေဆိုနိုင်ပါစေပြေဆိုအောင်မြင်နိုင်ပါစေပေါ့နော်ဒါမှလည်းကျွန်တော်တို့ မျှော်မှန်းတောင်းတတယ်ကျွန်တော်တို့လိုချင်တဲ့အနာဂတ်ပညာတတ်တွေပေါ်ထွက်လာမှာပေါ့ဒါကတော့ကျွန်တော်ရဲ့ဆုတောင်းချက်ဖြစ်ပါတယ်အဲ့တော့ကလေးတွေအကုန်လုံးအေးချမ်းချမ်းနဲ့ဖြည့်ဆို့နိုင်ဖို့ကလည်းအရေးကြီးရေပေါ့အဲ့တော့ကလေးတွေကိုလည်းလုံခြုံရေးတွေအပြည့်အဝပေးနေကြတာဝိုင်းဝန်းထောက်ပံ့ထောက်ကူပြုကြတဲ့ဖွဲ့လည်းအများကြီးတွေ့ရပါတယ်ဘာပြောအဲ့ဒီဖွဲ့တွေအကုန်လုံးရဲ့မေတ္တာတရားကလည်းဒီကလေးတွေပုံမှာအများကြီးကြီးမားပါတယ်အဲ့တော့သားတို့သမီးတို့အနေနဲ့လည်းကိုကို မိဘတွေပေါ့တလျှောက်လုံး10နှစ်ကျော်ပညာသင်ကြားပြီးခဲ့တယ်အဲ့လိုပဲဆရာဆရာမတွေတယောက်ပြီးတယောက်သာပြောင်းသွားတယ်အကုန်လုံးဒီအခြေအနေထိဒီကာလထိရအောင်ပညာတွေသင်ကြားပြီးခဲ့တယ်အဲ့ဒါတွေအကုန်လုံးကိုမမေးဖြောက်ကြပါနဲ့အဲ့ဒါတွေအကုန်လုံးကိုထိထိမိမိအသုံးချပြီးတော့ကိုဘဝတက်လန်းကိုမိသားစုအတွက်အခုပတ်ဝန်းကျင်အတွက်ကိုယ်နိုင်ငံအတွက်ပြန်ပြီးအသုံးချနိုင်ကြပါစေလို့ဆုတောင်းပါတယ်ဆိုတော့မနေ့ကလည်းပြောသွားတယ် အဲမနေ့ကပြောထားတဲ့အချိန်မှာအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဘာသာရေးအဆောက်အဦတွေအပြီးကျွန်တော်တို့ဒီယဉ်ကျေးမှုနဲ့ဆိုင်တဲ့ပကံရှိဟောင်းနယ်မြေလိုမျိုးနေရာတွေနောက်ပြီးလို့ရှိရင် ကျွန်တော်တို့ကဘာကတည်တဲ့ကျွန်တော်တို့ရဲ့ဒီရှိဟောင်းယဉ်ကျေးမှုအမွေနဲ့နေရာတွေမှာဖင်အသားပေးတဲ့တစ်တော်တွေနော်မလုတ်ဖို့ပြောချင်တယ်အဲ့တော့တချို့နေရာတွေမှာတော့တားမြစ်ထားတယ်ရှီလုံဖျားဆိုလို့ရှိရင်ကျွန်တော်ထင်တယ်ဓလိကား ပချံဆင်းတဲ့ပချံမှာဆိုရင်သူရေးထားတယ် TikTok မဆော့ဘူး။သူ TikTok ဆော့ရင်အဲ့လိုပဲဆော့ကြတာများလို့ပေါ့နော်။အဲ့တော့တင့်မတင့်ပေါ့နော်။လှုပ်တင့်မလှုပ်တင့်ကိုယ့်အနေကိုတွေးကြည့်ပေါ့။ဘယ်ကြမ်းရင်ပြောရရင်လူပဲလေနော်လူပဲ။ဒီနေရာမှာလှုပ်တင့်လားမလှုပ်တင့်လားမဖြစ်တင့်လားမဖြစ်တင့်လားဒါလေးကိုတော့အကောင်းအဆူအကြောင်းကျိုးတော့ကိုယ့်အနေကိုခွဲခြားသိမြင်နိုင်မှလူဖြစ်မှာပေါ့။ဆိုတော့လူနဲ့တရိတ်ဆန်ကြားထဲမှာကွာဟနေတာသိညာမယ်။အဲ့တော့ ဒီလိုမျိုးအကောင်းဆုံးအကြောင်းကျိုးတော်ခွဲခြားသိမြင်နိုင်ခြင်းမရှိဘူးဆိုလို့ရှင်တော့ဘာမထူးเนาะအဲအကောင်းဆုံးမသိလို့တည်သွားတဲ့သူတွေလိုမျိုးပဲเนาะတိရစ္ဆာန်နဲ့အတူတူပဲဒါဒီလိုပဲပြောရတော့မယ်အဲဒီနေ့လေနှစ်နှစ်ခါပြောမှเนาะမှတ်မိမှာဖြစ်တဲ့အတွက် ထပ်ပြီးတော့ပြောတာဖြစ်ပါတယ်အဲတော့ညီဒီညီမတွေเนาะမဖွဲ့မရာကိုယဉ်ကျေးမှုเนาะ ဘာသာရေးနဲ့မဆိုင်အောင်နော်ဘာသာရေးခဏဖယ်ကြည့်လိုက်အောင်အဲ့ဒါကိုနိုင်ငံတကာမျက်နှာစာအလဲမှာနော်ကိုယ့်ရဲ့သူမျိုးရဲ့နော်ကာချာကိုယ့်ယဉ်ကျေးမှုနိုင်ငံတကာမျက်နှာစာအလဲမှာဂုံငယ်စေချင်တာလားနော်အဲ့ဒါကြောင့်မို့လို့စင်ဘူကထိုင်းကအချို့နေရာတွေမှာမြန်မာဆိုဝင်ဝင်မပြုတ်လောက်ထားတယ်။စာရေးထားတယ်မြန်မာလိုပါနားလဲအောင်ရေးထားတယ်မြန်မာဆိုဝင်ဝင်မပြုတ်ဆိုဘလောက်ချက်စရာကောင်းလဲ။ကိုတယောက်တည်းချက်ရတာမဟုတ်ဘူး။အိစာကိုဖတ်လိုက်လို့ကိုဝင်သည်ဖြစ်စေဝင်သည်ဖြစ်စေ အဲ့နေရာတစ်ခုမှာတတ်မှတ်ရေးထားတယ်မြန်မာမဝင်ရဆိုစဉ်းစားကြည့်ဘယ်လောက်ရှက်စရာကောင်းလဲဘာလို့ဘာဖြစ်လို့လဲသူတို့နေနိုင်တယ်လို့ကိုမနေနိုင်လို့လားရှင်းရှင်းလေးတုံယုံလူတယောက်ကွာဒီဆိုင်တဆိုင်မှာသူတို့စားနိုင်တယ်လို့ကိုလည်းစားနိုင်တယ်နော်သူတို့တောက်နိုင်တယ်လို့ကိုလည်းတောက်နိုင်တယ်ဒါပေမဲ့ဘာကြောင့်ကိုကိုအခုလိုမျိုးဝင်ခွင့်ပိတ်ထားတာလဲတော့သူတို့နေနိုင်တယ်လို့ကိုမနေနိုင်လို့လေသူများတွေအေးအေးချမ်းချမ်းနေချင်တယ်နော် အစင်တန်းတစ်ခုနဲ့အဲ့လိုမျိုးနေတဲ့နေရာမှာကိုရီးယားရောက်သွားခါကျရောက်ရက်ခတ်ခုနလိုမျိုး TikTok တွေဆော့အဲ့လိုပေါက်ကက်လေးတွေဆော့လို့ရတယ်ဆော့လို့မရအောင်လို့ပြောဒါပေမဲ့ကျွန်တော်ပြောချင်တာတမန်လောက်ပေါ့နော်အငိန်လေးချုပ်ဆော့တဲ့သူတွေရှိပါတယ်ဒီလိုမျိုးတွေလုံးပြဿနာမရှိဘူးပေါ့နော်အခုကရုပ်ပြက်ဆင်းပြက်ဘာကကဘယ်နေရာမှာကကဖင်ကြီးလှုံနေတဲ့ခါကျတော့ပြောရတာလည်းမကောင်းဘူးပေါ့နော်အဲ့တော့ဆင်ញင်နိုင်ကြပါစီလို့ပြောချင်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဖိလစ်ပိုင်တမရာဟောင်းရူဒရီဂို ူတာတီးပေါ့နော်သူတို့ကတော့ RRD လို့ခေါ်တယ်ပေါ့နော်သူတို့အခုဘာဖြစ်နေလဲဆိုတော့ဒူတာတီးနဲ့ပတ်သက်ပြီးတော့နော်အစောတုန်းကဒီမာကော့စ်ဂျူနီယာပေါ့နော်ဖာဒီနန်မာကော့စ်ဂျူနီယာကထုတ်ပြန်ချက်အရအစိုးရသူတို့မသိဘူးလာဖမ်းသွားတယ်အဲ့တော့ကျွန်တော်တို့ကပူပေါင်းဆောင်ရွက်ပေးလိုက်တယ်ပို့ပေးလိုက်တယ်ကျွန်တော်တို့မပူပေါင်းလို့ရှိရင်ကျွန်တော်တို့အင်တာပိုကလည်းပူပေါင်းမှာမဟုတ်ဆိုပြီးသူတို့ကပြောတယ်ဒါပေမဲ့ဒီ ICC ကနေပြီးတော့ဒူတာတီးကို ဝရမ်းမထုတ်ခင်အစိုးရနဲ့အရင်ဆုံးညှိနှိုင်းခဲ့သေးတယ်။ဒါပေမဲ့အစိုးရပြောင်းညင်းတယ်သူတို့မသိဘူးဆိုရင်ညင်းတယ်ပေါ့နော်။အဲဖာဒီနာမာကုတ်အစိုးရကသူတို့မသိဘူးဆိုရင်ပြောင်းညင်းတယ်ပေါ့။ဒီမှာနှစ်ဖက်အငင်းပွားမှုတွေဖြစ်လာတယ်။အခုဘာဖြစ်လဲဆိုတော့ဖိလစ်ပိုင်ရဲ့ဒီအထက်လွတ်တော်ပေါ့နော်။လွတ်တော်ကစုံစမ်းစစ်ဆေးမှုတွေလုပ်တော့ဘာကြောင့်ချက်ချင်းလွှဲပြောင်းပေးလိုက်တာလဲ။ဒါဘလို့အာဂါဒနဲ့လဲပေါ့။အဲ့ဒီရဲ့နောက်ဆက်တွဲဖိလစ်ပိုင်ကအခုဒါဖို့စီတီတို့နော်မနီလာတို့အဲ့လိုပဲအီတလီ စားတဲ့ဒီယူရိုနိုင်ငံတွေပေါ့နော်ကနေဒါဖင်လန်အဲ့လိုနိုင်ငံတွေမှာတော်တော်များများမှာလည်းစပိန်လည်းပါမယ်ပေါ့ကျွန်တော်လိုက်ကြည့်မိတလို့ပေါ့နော်ဒူဘိုင်းမှာလည်းရှိတယ်ကိုရီးယားမှာလည်းရှိတယ်တော်တော်များများအခုဒူတာဒီကိုထောက်ခံတဲ့ပုံစံနဲ့ဆန္ဒပြနေကြပြီနော်အဲ့တော့ဖိလစ်ပိုင်နိုင်ငံနဲ့မဟုတ်ပေါ်တင်ကို မာကော့စ်ဂျူနီယာယာတူကနှုတ်ထွက်ပါဆိုပြီးတော့အပေါ်တင်နဲ့ဆန္ဒပြနေတဲ့အနေအထားဖြစ်တယ်အဲ့တော့ကြာကြာဖြစ်ရင်ဒါမကောင်းအဲ့တော့ ICC ကို ဘယ်သူကထပ်ပြီးတော့အာဘယ်လိုပြောရမလဲဘယ်သူကဟိုဇောရကတတ်နိုင်မလဲဒူတာတီးကိုဘယ်သူကပြန်ခေါ်လာနိုင်မလဲအခုတရားရင်ဆိုင်နေတယ်ဖိလစ်ပိုင်ကဒီဒူတာတီးနဲ့ယင်းနေတဲ့မိတ်ဆွေတယောက်ကပဲသူ့ကို defend လုပ်ပေးနေတယ်ဒါပေမဲ့တကယ်လို့များမအောင်မြင်ခဲ့ဘူးဆိုလို့ရှင်ဘယ်လိုလုပ်မလဲဆိုဒူတာတီးကိုတော်တော်များများလူကြိုက်ကြတယ်ဘာလို့ကြိုက်တာလဲဆိုတော့မူရင်းစီဝါကလူမုန်းနေလေ လူတွေမုန်းတဲ့မူကြီးစီပေါ့ပြက်ပြက်တတ်တာနှိမ်နှင်းခဲ့လို့ဒါလူကြိုက်ကြတာပဲအဲ့တော့ကျွန်တော်တို့လည်းဘုံဝင်လေးပြောရင်ဒူတာဒီလိုမျိုးပြက်တာလေးမျိုးကျွန်တော်တို့ကြိုက်တယ်အဲ့တော့ကျွန်တော်လည်း TikTok မှာကျွန်တော်တင်လိုက်ပြီကျွန်တော်သဘောကျတယ် ICC ကိုငိုကိုတွေကဟိုမကြိုက်တဲ့အခန့်စိတ်လေးပါတယ်ပေါ့နော်အဲ့တော့ဒူတာဒီနဲ့ပတ်သက်ပြီးကျွန်တော်တို့လည်းဖိလစ်ပိုင်ပြည်သူတွေနဲ့အတူတူရက်တည်တယ်နော်ဒါကတော့အဲ့လိုပဲပြောမှာပဲ wisdom with duty ပေါ့နော်ဒီလိုပဲပြောရမှာပေါ့မဟုတ်ဆိုလို့ရှိရင် ICC လိုမျိုး နော်ဒီကျိုးဆွဲရာကတတ်တဲ့ယုံမျိုးပေါ့နော်ဒီလိုဒီလိုတရားယုံမျိုးကကဘာမှမရှိတဲ့သူတို့နဲ့ဘာမှမဆိုင်တဲ့အရာနော်သူတို့သူတို့နဲ့မဆိုင်တဲ့အရာသူတို့လှုပ်လိုက်လို့ငြင်းညံသွားတယ်ဆိုတဲ့နိုင်ငံတနိုင်ငံမှမရှိဘူးသူတို့ကြောင့်ဒီတိုင်းပြည်ရဆက်ပြီးတော့အမုန်းတရားတွေဆက်ပွားဖို့ပဲရှိတယ်ပေါ့နော်အဲ့တော့ ICC ကိုမထောက်ခံတာတကြောင်ဒူတာတီရဲ့ပြတ်သားမှုကိုထောက်ခံတာတကြောင်ဝီစတန်ဝစ်ဖိလစ်ပီနိုပဲနော်ကျွန်တော်တို့ကဖိလစ်ပိုင်နိုင်ငံသားတွေနဲ့ရက်တည်ပါတယ်နော် နောက်တတိယဘုတ်ကတော့ကျွန်တော်တို့ပြည်သူစစ်မှုထမ်းတင်နန်းအမစင်71ဖွံ့ဖွဲတွေစတင်ကျင်းပနေပါပြီ။အဲတော့တတော်တော်များများနေရာတွေမှာကျင်းပနေပြီဖြစ်ပါတယ်။အဲတော့ပတ်စင်71လည်းရောက်သွားပြီပေါ့နော်။အဲတော့ဆင်းလာတဲ့စစ်မှုထမ်းတတော်များများလည်းကျွန်တော်တည်ရတဲ့လောက်အိမ်နေတော့အဆက်အသွယ်ရနေတယ်။ဒါမဲ့လည်းဘယ်လိုဖြစ်လို့ဥထားရလဲတော့ကျွန်တော်ပြောတတ်ဘူးပေါ့နော်။ဒါမဲ့လည်းချက်ချင်းရတော့အထုတ်မသုံးသေးဘူးပေါ့နော်ခလေးတွေ။အဲတော့အခုတော့ဒါ71ထိရောက်သွားပြီ။ ပုံမှန်အဖြစ်ပြောရမယ်ဆိုရင်တတုတ်တတုတ်ကို9000တော့မကအောင်နဲ့တူတယ်ဗောနော်အချို့နေရာဒီမှာကကျွန်တော်ဟိုဒီရန်ကုန်တိုင်းဒေသကြီးကမြို့နယ်တစ်ခုကလှမ်းပြောတယ်ဟောမဲမနှိုက်ပဲနဲ့ဒီလိုလာခေါ်သွားတယ်လို့ပါလို့သူပြောစစ်မှုကိုစစ်မှုထမ်းရတယ်ဆိုရင်ပြီးပြီနောက်ပတ်ဆက်ပေးတာပါじゃဒီလိုမတမာလောက်တာတော့တမျိုးအဲ့လိုမျိုးဆိုလို့ရှိရင်တော့တိုင်ပေါ့ဗျာတစ်ချက်ကဘာဖြစ်လဲဆိုတော့ဟိုစစ်မှုထမ်းမယ်ဆိုပြီးတော့ စစ်မှုမထမ်းခြင်းပတ်စံဘလောက်ပေးလို့ဘာလို့ဒါမျိုးတွေလုပ်တယ်လို့ရှိတယ်။အဲလိုမျိုးမဟုတ်ဘဲနဲ့စစ်မှုထမ်းမှုနာမည်တော်မကြသေးဘူးစစ်မှုထမ်းတဲ့အရွယ်မို့လို့ပြေးတဲ့သူတွေရှိတယ်။အဲတော့ဒီရက်ကအလဲကြတယ်လို့ပြောတာနဲ့ပြေးတဲ့သူရှိတယ်။အဲခါကျတော့ဥစုမှုတွေသူတို့တောင်းမြူရဲတော့မြူရဲတဲ့ခါကျတော့ဒီလာတော့ဒီသူတွေပောက်တယ်ဆိုပြီးတော့ပေးလိုက်တော့တာ။ပေးလိုက်တော့ကိုယ့်ကိုညာမိုင်းညာမိုင်းခေါ်သွားလိုက်။အဲ့ဒါကိုပေါ်တာဆွဲတယ်လို့ခေါ်လိ။နော်။ပေါ်တာဆွဲတယ်သူခေါ်သည်အဲ့တော့ဒါပါပဲအဖြေရတာပဲအဲ့တော့စစ်မှုထမ်းပတ်စင်၁၁ရှိပြီ စတဲ့ဆင်းရင်တော့အဲခိုင်မာတောက်တဲမှာပြီเนาะသူတို့ပြောခဲ့တဲ့၄နှစ်အတွင်းเนาะစစ်ကောင်စီတက်တာပဲနဲ့ဥတီဆုံးပဲနဲ့ဥတီဆုံးအဲ့ဒီထက်ပို့ပြီးတော့ခိုင်မာတောက်တင်းလိမ့်မယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်အဲ့ဒီထက်ပို့ပြီးတော့เนาะအလီလွင့်ဖြစ်ခဲ့တဲ့အလီလွင့်တော့မဟုတ်ဘူးเนาะတချို့ကဒီပိဆက်မှုရှိခဲ့တယ်ပေါ့ဒီလိုပိဆက်မှုရှိခဲ့တဲ့အရာတွေအကုန်လုံးကတော့ဒါပြန်ပြီးတော့ထပ်ထိုက်တန်တန်ထပ်ထိုက်တန်တန် ဒီပိဆက်မှုရှိနေတဲ့အရာတွေထပ်ပို့ပြီးတော့မြင့်မြင့်မားမားပို့ပြီးတော့တိုးတက်လာမယ်လို့ကျွန်တော်ထင်ပါတယ်။နောက်တဲ့နေ့ဘုတ်ကတော့ဒါထန်ကတချို့ပြန်အာနာယူပြီးတဲ့နောက်ပိုင်းမှာပူတင်နဲ့ဖုံနှစ်ကြိမ်ပြောတယ်လို့ကျွန်တော်သိထားတယ်။အဲကျွန်တော်ဗီဒီယိုကြည့်နေတဲ့18ရက်နေ့ပေါ့နော်18ရက်နေ့ကျွန်တော်တို့စီမှာဆိုလို့ရှိရင်တော့ဒါနေကမိုင်းပေါ့နော်သူတို့စီမှာတော့မိုးမလင်းသေးဘူးပေါ့။ဒါပေမဲ့ကျွန်တော်တို့ညပိုင်းလောက်ဆိုလို့ရှိရင်တော့ထရက်နဲ့ သမရပူတင်နဲ့တွေ့ဖို့ရှိတယ်။ယူကရိန်းစစ်ပွဲအပြစ်ခတ်ရစေးရေးအတွက်ဆွေးနွေးသွားမယ်လို့တော့သိရတယ်။နော်ဘာတွေဆက်ပြီးတော့ထူးခြားလာမလဲကျွန်တော်တို့မသိဘူးပေါ့နော်။နောက်တတိယနေ့ဘုတ်ကတော့ပြည်တော်စုနယ်မြေနေပြီးတော့တကုံးမြို့နယ်ကင်းသာကြီးရအုပ်စုပေါ့နော်ကင်းသာလမ်းခွဲလို့ကျွန်တော်တို့ခေါ်တယ်ပေါ့အဲ့မှာကင်းသာပူပေါင်းစစ်စေးခိတ်မှာပင်လောင်းကင်းသာသွားတဲ့ကားလမ်းရှိတယ် ။နောက်အဲ့မှာတော့အဝိုင်းလေးရှိတယ်တီးလေးအဲ့ဒီအဝိုင်းအဲ့ပင်လောင်းကင်းတာသွားတဲ့ကာလန်ရှိအဲ့ကာလန်ကနေပြီးတော့ဟိုက်ချက်လိုမျိုးလိုက်ထွက်လိုမျိုးကာဒစီအဲ့ပေါ်မှာဆာလာအိတ်နဲ့ထည့်ထားတဲ့ဘာလဲတော့မသိမျိုးစားလိုမျိုးဟာတွေအဲ့ထဲမှာလက်နက်တွေတဲလာပါတယ်။လက်နက်ခဲရန်တော်တော်များပါတယ်ကြီးတွေတော်တော်များပါတယ်အဲ့ဒီမှာ96ဆိုးကြားတို့ပါတို့အဲ့ဒီအဖွဲ့တွေကျွန်တော်ကြားတော့ကြားဘူးတယ်။အဲ့ဒီနာမည်နဲ့နော် uniform တွေရအစနော်လက်နက်တော်တော်များများလေးတင်စီရမိခဲ့ပါတယ်ဆိုတော့သဘောကတော့ဒီ ရှမ်းပြည်တောင်ပိုင်းကနေဆင်းလာတဲ့လက်နက်တွေဘယ်ဟူသွားမှလဲတော့ကျွန်တော်မပြောတတ်ဘူးဒါပေမဲ့ကင်းသာလမ်းဆောင်မှာဖမ်းမိတယ်ပေါ့အဲ့တော့ကင်းသာစစ်စီရေးဂိတ်ပူပေါင်းစစ်စီရေးဂိတ်ကြတော့ဒီလမ်းခွဲကနေပြီးတော့တက်ကုန်းဘက်ကိုအထွက်တဲ့နေရာမှာကျွန်တော်ထင်တယ်ပေါ့နော်အဲ့ဘက်ဖြစ်လောက်တယ်ဒီဘက်ခြံတော့မဟုတ်ဘူးပေါ့နော်အဲ့အဲ့မှာတံတားပေါ့ရေကြီးတော့ကျူးသွားတံတားရှိတယ်အဲ့တံတားမှာစစ်စီရေးဂိတ်လို့ကျွန်တော်ထင်တာပေါ့ဒါမှမဟုတ်လို့ရှိရင်အပေါ်ဂိတ်လာတော့မသိဘူးနော်အဲ့တော့ကျွန်တော်မပြောတတ်ဘူးအဲ့ဂိတ်မှာဖမ်းဆီးရမိတယ်နေပြီးတော့ဖြတ်ပြီးတည်ရဲတဲ့တတိယလည်း တော်တော်ချီကျူးရမဲ့တက်တီပဲဗောနော်ဘာပြောပြောအဲတနက်နှစ်လက်သုံးလက်နဲ့ကြီးစံထောင်နဲ့ချီဖန်စီရမိခဲ့တယ်ဗောနော်နောက်တဲ့နေ့ဘုကတော့ဒါတောင်ခမ်းမှာအခုဆိုလို့ရှိရင်အဲပလောင်ကတော့ဟိုဆရာကြီးပြောသလိုပဲပလောင် ကတိုက်ရင်ပြေးတယ်กว่าဆိုလိုပဲဟိုတိုက်တိုင်းကိုပြေးနေတော့တာပဲနောက်ထပ်စခန်းနေထက်သိမ်းနေပါတယ်စက်တိုက်ဆိုသလိုပဲထက်သိမ်းနေပါတယ်ထက်သိမ်းသလိုအခုဒါ drop ဘုံနှလုံးတော့ချတယ်အောက်ကနေကြားထိုးတက်တယ်ပြေးပြီပလောင်ပြေးပြီအဲ့တော့ တအားပဲစွာခဲ့တယ်လို့လို့ပလောင်တက်ကတာဆက်တိုးမယ်ဆိုလို့ရှင်တနည်းတမျိုးတော့တင်လို့ရနေတဲ့အနေထားပေါ့နော်ဘာလို့ဆက်မတိုးတာလဲမသိဘူးလောဆယ်ဒီပလောင်နဲ့နောက်ပိုင်းတိုက်တဲ့တိုက်ပွဲတွေမှာတက်ကထိခိုက်ကြဆုံးတာသိမကြဘူးမရှိဘူးပေါ့နော်အဲဘယ်လိုပြောရမလဲကောင်းတယ်ပေါ့နော်ကောင်းတယ်အရင်ကောင်းတယ်အရင်ကောင်းတယ်ဆိုတာဟိုဘက်ကဒါကြောက်တတ်တဲ့အနေထားဖြစ်သွားတယ်ပေါ့နော်အဲ့လိုအဲ့လိုအနေထားကိုဖြစ်သွားတယ်ပေါ့အဲ့တော့ထပ်ပြီးတော့လေဒါ16ရက်နေ့ညနေပိုင်းကတောင်ခမ်းမှာရှိတဲ့ TNL စကန်တစ်ခုကို ထပ်ပြီးသိမ်းနေပေါ့နော်စကန်ကလည်းဒါ drop bone နဲ့နှလုံးတော့ချလိုက်တယ်ပြီးတော့ကြားထိုးတယ်စကန်ရသွားတာပါပဲအဲ့မှာအလောင်းတလောင်းကြံခဲ့တယ် AK47 တက်လက်နဲ့တခြားစစ်ပဆိုင်ရာဒီအသုံးဆောင်တွေပေါ့နော်ခဲရန်တွေတင်စီရမိခဲ့တယ်လို့သိရတယ်အဲနောက်တဲ့တင်းဘုတ်ကတော့ဒါပြီးပလောင်ပါပဲအဲ့ဒါကတော့တရက်ချူပါတောင်ချူမျိုးနဲ့တရက်ချူရွာပေါ့နော်တရက်ချူရွာမှာရှိတဲ့ဒီ TNL နဲ့ PDF ပူပေါင်းစကန်ကို တက်ကတွားရောက်ရှင်းလင်းတယ်ရှင်းလင်းတဲ့အချိန်မှာဘာတွေရက်ခဲ့လဲဆိုတော့အလောင်း16လောင်း TNL PDF အလောင်း16လောင်းလက်နက်မျိုးစုံ12လက်နဲ့ဒီဆက်ဆက်ပစ္စည်းတွေတင်စီရမိခဲ့လို့သိရတယ်ထပ်ပြီးပြောပြမယ်နော်ပြီးခဲ့တဲ့ရက်ပိုင်းကစင်ရတနာပရိယတိစာတင်တိုက်အောင်ချွန်မျိုးပေါ်ကျွန်တော်အဲ့ကြောင်းနဲ့ရောက်ဘူးတယ်လို့ကျွန်တော်ထင်တယ်။နောက်အဲ့ကြောင်းနဲ့ရောက်သွား အဲအဲ့ကြောင့်ဒီဆွန်စားတောင်တွေကျွန်တော်နည်းနည်းလေးပြန်ပြီးတော့ချိန်မတန်မှန်ဖမ်းမိတယ်လို့ပဲကျွန်တော်ခံစားရတာဟုတ်ကြမှာလဲဟုတ်မယ်ဒါပေမဲ့ဘာတိထားရလဲဆိုတော့အဲ့ကြောင့်ကိုတက်ကလေချောင်းတက်ခတ်မှုပြုလုပ်ခဲ့တယ်လေချောင်းတက်ခတ်မှုတော့ဘုံနှလုံးကျဲလိုက်တယ်ကျဲပြီးတော့နောက်နှလုံးထပ်ကျဲတယ်ပြီးလည်းပြီးတော့ဆက်လက်နဲ့ဆွဲတယ်ပေါ့ဆက်လက်ဆိုတာလေမှာပါတဲ့ဆက်တနတ်နဲ့ပြစ်တယ်အဲ့တော့တည်ဆုံးမှုကသူတို့ကတော့အရတားနဲ့ဒီဒီတန်ကာနှစ်ပါးနဲ့ပေါ့နော်ကိုးဦးတည်ဆုံးနေဆိုတော့သူပြန်ထားတယ်တကယ်တော့40လောက်တည်တယ် 40လောက်ဘာလို့တည်လဲဆိုတော့အဲ့ចောင်းတိုက်ကဆရာတော်ကိုယ်တိုင်ကအနီးเนาะအဲ့ဆရာတော်ရဲ့အကူကအဲ့ဒီရက်ွက်မှာ PDF ခန့်ထားတဲ့အုတ်ချုပ်ယူမှုအဲ့ဒီအုတ်ချုပ်ယူမှုရဲ့တမိဆရာတော်ရဲ့တူမเนาะအဲသူကကြတော့ PDF ထဲမှာခေါင်းဆောင်ပိုင်းနဲ့ပါတယ်เนาะသူ့နာမည်ကတင်းရက်နဲ့เนาะအဲ့တော့အဲ့ဒီမှာ PDF တွေခေါ်တင်ထားတယ်ပြည်သူတွေလည်းလူသားတိုင်းလုပ်ပြီးခေါ်တင်ထားတယ်ဖုန်းကြီးကအဲ့ဒီဆရာတော်ကဘာလဲဆိုတော့လာခဲ့ငါကြောင်ဘယ်သူမှလာမလို့ ငါကြောက်မသားလားနေဆိုပြီးတော့ခေါ်ထားတယ်။ပြီးမှလည်းစီကန်းလေးကတခန်းရှိနေပြန်ရောဒီပြန်လုံးတော်မူသွားတဲ့တန်ခါကအင်းဘူဝါထင်တယ်အင်းဘူရွာကနေပြီးတော့ဆစ်ချောင်းလာတာလာပြီးရရော့ချင်းပါပဲအဲ့ဒီညနေ9နာရီလောက်မှာဒီလေကြောင်းတိုက်ခတ်မှုမလုပ်ခင်မှာသူတို့ချင်းခတ်နေကြတယ်ချင်းခတ်နေချိန်မှာလက်နက်ကြီးစားမှန်ပြီးတော့ပြန်လုံးတော်မူသွားတယ်အဲ့တော့တခြားသူတွေကလည်းသူတို့ကတော့လူလျှော့ပြတိုင်းပြတာတာဖြစ်လိမ့်မယ်အရက်သားအတီဆုံးမှုကဒီတန်ခါတော်တွေပါဝင်3-4ယောက်ပဲလို့သိရတယ်ကျန်တာအကုန်လုံးက30ကျော်က 30ကြော်ကြော်က PDF နဲ့ထည့်ရတာလေးပဲအဲ့တော့အဲ့မှာချက်ချင်းပဲဘာလို့လဲဆိုအလောင်းနေဖြောက်အလောင်းနေဖြောက်အဲ့တို့တို့အလောင်းနေတို့ဆွဲထုတ်ဆွဲထုတ်ဆွဲထုတ်အကုန်ကုန်သွားတယ်တို့ဒီ TNL တို့တို့အရက်သားလို့ပြောလို့ရမယ့်အလောင်းကလွယ်လို့ကျန်တဲ့ဒီစစ် uniform နဲ့ဘာညာတို့ PDF လို့ထင်တဲ့အလောင်းနဲ့အကုန်လုံးဖြောက်ပလိုက်တယ်အကုန်အကုန်ယူသွားလိုက်တယ်ရှိတော့ပြီးတော့မှဓာတ်ပုံရိုက်တာတက်ကတို့နဲ့ကုမင်းမှဆွေးနွေးတာမပြေလေလို့လေချောင်းတိုက်ခိုက်တာဆိုပြီးတော့တရင်တင်တယ် တကယ်တော့ရှေ့ပိုင်းရှေ့ပိုင်းထွေအုပ်ယုံလို့တော့ဒီစေဝန်နံလိုင်းငန်းပေါ့နော်။နောင်ချူစေဝန်နံလိုင်းငန်းလို့ပါ။အဲ့မှာတိုက်ခတ်မှုဖြစ်စဉ်အကုန်လုံးမှာနော်။တိုက်ခတ်မှုဖြစ်စဉ်အကုန်လုံးမှာတည်ဆုံးမှုဟာ၁၀ကဏ္ဍ၁၀ကဏ္ဍနေကြည့်ပါ။အခုလည်း30ကျော်တည်တယ်။အဲ့ဒါကိုသူတို့ဘက်ကကိုရောက်အရက်သားကြီးပဲကိုရောက်တည်တယ်ဆိုသတင်းထွက်လာတာ။ဒါတော့သူတို့လိုယူလို့ဆင်မယ်။ဒါပေမဲ့ကျွန်တော်တို့စုံစမ်းသိရှိရတဲ့လောက်ကဒီလိုဒီကြောင်းရှိပါတယ်ခင်ဗျာ။နောက်တဲ့နေ့ဘုကတော့မူဆယ်105မိုင် နောက်တရားငါမိုင်မှာ PDF ပေါ့ PDF နှစ်ဖွဲ့ PDF နှစ်ဖွဲ့မှာမှာတယောက်ချင်းစီပေါ့တယောက်တယောက်စီပါ PDF နှစ်ယောက်အချင်းချင်းစကားများပြီးတော့ဓာတ်နဲ့ထိုးကြတယ်အဲ့တော့အဲ့ဒီဓာတ်နဲ့ထိုးကြတဲ့အဖွဲ့ကသူက TNL အောက်မှာလှုပ်ရှားတဲ့အဖွဲ့နဲ့ NUG အောက်မှာလှုပ်ရှားတဲ့အဖွဲ့နောက်နှစ်ဖွဲ့ရည်သားလူကြရတယ်ထင်ပါတယ်ရည်သားလူကြရစကားပြောရင်းနဲ့ဓာတ်နဲ့ထထိုးကြတာဖြစ်ပါတယ်အဲ့တော့ဒီဓာတ်နဲ့ထထိုးတဲ့နှစ်ဦးကတော့ ဟိုတဦးကတော့ဓာတ်နဲ့ထိုးတဲ့ PDF ကတော့ဒါထွက်ပြီးသွားပြီเนาะဓာတ်နဲ့ထိုးတဲ့ PDF နှစ်ဦးကတော့ထွက်ပြီးသွားပြီဒီဒဏ်ရာရတဲ့သူကတော့ကြံခဲ့တယ်ပေါ့เนาะနောက်တစ်ခုကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကတပြေညွတ်စခန်းပေါ့เนาะတပြေညွတ်စခန်းနဲ့ပတ်သက်ပြီးကျွန်တော်လည်းပြောတယ်ကျွန်တော်ပြောတော့သူတို့ဘက်ကတင်တဲ့အတိုင်းပဲကျွန်တော်ပြောတော့ကြာသွားပြီလို့ပြောတယ်ဒီဘက်ကဘာမှမထုတ်ပြအောင်ကျွန်တော်လည်းတင်အဆက်မရအောင်မရတဲ့ခါကျတော့ဒီစခန်းတကယ်ပဲကြာလာဆိုတော့အတိမပြုတ်နိုင်လို့ကျွန်တော်ပြောတယ်အချိန်မှကျွန်တော်ရွာသားတွေကဖုံးဆက်လာတယ်မဟုတ်ဘူး မကြောက်တက်ကပြန်ထိုင်ထားတယ်ဆိုတော့အဲ့ဒီချိန်မှာပဲကျွန်တော်တို့ရုပ်ရှင်လောကကနေပြီးတော့ထွက်ပြေးသွားတဲ့ကိုပေါ်နော်အဲ့ဒီဒါရိုက်တာပေါ့ तू ကရှေ့ကတိုက်ခိုင်းနေတဲ့သူတို့လူတွေဟုတ်တယ် PDF တွေကိုရတယ်ရှေ့ကတိုက်တယ်တိုက်တယ်ပြတိုက်တယ်နော် PDF တွေတိုက်ပြီးတယ်ရလဲရတယ်စခန်းလဲရတယ်တက်ကဆုတ်ပြီးလိုက်တော့ရမှာပေါ့ဆိုတော့ပြီးလဲပြီးရော ကိုဘက်ကလည်းကြာသွားတယ်ကြာတာပေါ့ PDF ဒီပပဆက်ဆက်ကြာတာတိတ်မကြာခင်မှာပဲအဲ့စကောင်ပြန်ပေးလိုက်တယ်တီအောင်သူတို့အသေးနာနေတာဘာလို့အဲ့စကောင်ပြန်ပေးလိုက်လဲပေါ့နော်ဆိုတော့စကမ်းပြန်ရသွားတယ်ဆိုတော့သူတို့ကတော့လုံးဝ amazing နေဖြစ်နေပေါ့နော် amazing နေဖြစ်ပြောစရာစကားမရှိဘူးပေါ့ဘလို့စိတ်တွေနဲ့တော်လန်ရေးလှုပ်လဲပါညာဆိုပြီးတော့အဲ့ဘလို့ခေါ်လဲဝီဘန်လီကန်တိုင်းထပ်လှုပ်တော့တာပေါ့ဆိုတော့ မလုပ်ကြပါနဲ့ဗျာတဲ့ပြီးလိုက်ရတဲ့အသက်တွေအတွက်ကိုချင်းစပါတယ်နောက်ဆုံးမှာတပြင်းညွတ်စခန်းကိစ္စပြောနေတယ်ဆိုတာသိသွားတယ်နော်အဲ့တော့ကျွန်တော်တို့ပြောပြောနေတယ် PDF တွေကိုရှေ့ကတက်တက်ပြီးတိုက်ခိုင်းတယ်လို့ပြောတဲ့ဟာသူတို့ပြောမှအတီးပြုတ်ပြီးသားဖြစ်တာကျွန်တော်ပြောလို့ရှင်ဟာစစ်တပ်ကလော်ဘီတွေကပေါက်ကက်46ပြောနေ PDF တွေရှေ့ကတိုက်ရတာမဟုတ်တူတူတိုက်တာလို့တကယ်တော့ PDF ရှေ့ကတိုက်တယ်ကျွန်တော်သိတယ်နော် ကျွန်တော်သိတယ်ဆိုတာကျွန်တော်တို့ကိုယ်တိုင်ကတိုက်ပွဲဖြစ်ခဲ့တဲ့သူတွေတကယ်တိုက်ခဲ့တဲ့ရဲမေတွေနဲ့စကားပြောလိုက်မှ PDF တွေဇွန်ဘီတွေလိုမျိုးတက်ချန်စီယိုတွေကုတ်ဖြဲပြီးတက်လာတဲ့အချိန်မှာအဲ့ဒီရဲမေတွေကိုယ်တိုင်က MI1 အနေနဲ့နော် MI1 အနေနဲ့ဒီလိုတောင်ချင်းဖြုတ်ပြီးတော့ပစ်ချလာတာမကုံနိုင်ဘူးဆရာရဲ့တယောက်ပြီးတယောက်ပစ်ချတာတယောက်ပြီးတယောက်ပစ်ချတာမကုံနိုင်ဘူးတရေကားတဲ့တရေတွေလိုပဲတဲ့ကုတ်ကတ်တက်နေတာချန်စီယိုတနတ်တွေလည်းမပါကြဘူး နောက်ပြီးတနတ်တလက်ဆိုလို့ရှိရင်လူ3-4ယောက်လောက်တနတ်ကြပြီဆိုရင်နောက်2ယောက်လောက်ပြေးကောက်ပြီးတော့ထပ်ပြီးတော့ပြစ်တယ်ဆိုပြီးတော့မျက်မြင်တွေ့တဲ့သူတွေကိုယ်တိုင်ကျွန်တော်တို့ပြောတဲ့ကိစ္စကိုကျွန်တော်တို့ပြန်ပြောတာမယုံကျွန်တော်တို့က online ပေါ်မှာဒီသူများပြောတာကိုလေတံကြားတရားနာလျှောက်ပြောနေတယ်ကလူမျိုးတွေမဟုတ်ဘူးတကယ်တိုက်ပွဲဖြစ်ခဲ့တဲ့သူတွေနဲ့သွားတွေ့တယ်တကယ်တိုက်ပွဲဖြစ်ခဲ့တဲ့တက်ထဲချင်းအောင်ကျွန်တော်သွားခဲ့တာတာမန်လောက်နဲ့မဟုတ်တာမန်လောက်နဲ့ပြောတာမဟုတ်เนาะ PDF ဒီဘယ်လောက်ထိတောင်မှ ဒါသူကတော့ဆေးကြောင်နေတာလားမသိဘူးဆရာကြီးတဲ့အဲ့လိုတော့မဆွတ်ဆွဲရက်ပါဘူးခံယူချက်ပြင်းထန်လုံးလို့เนาะနှစ်ယောက်စာသုံးယောက်စာဒီလိုမျိုးအဲတက်ကြတယ်ပြီးလို့ရှင် chance you ပေါ့ကုတ်ဖြဲတက်ကြတယ်လက်နက်မှာပါပဲတက်ကြတယ်ဒီလိုပဲကျွန်တော်ကတော့ပြောပါမယ်เนาะနောက်တနေ့ဘုကတော့ဒီ nuclear လက်နက်စွန့်လွတ်မှုအတွက်အ G7 နိုင်ငံတွေကတောင်းဆိုမှုကတိုးမြင့်လာတယ်ပေါ့ဒါပေမဲ့အဲ့လိုတိုးမြင့်လာတဲ့အချိန်မှာမြောက်ကိုရီးယားဘာထပြောလဲဆိုတော့သူတို့ကအဲ့ဒီလိုမျိုး အဲတောက်ဆိုတာများလာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတိုးမြင့်ပြီးထုတ်လို့သွားမယ်ဆိုပြီးထပြီးအရွယ်တိုက်တယ်ပေါ့နော်မြောက်ကိုရီးယားလိုနိုင်ငံမျိုးကနျူကလ িয়ার ဆိုတာကလည်းတကယ်တမ်းတော့အများအမြင်မှာသာလူအများသိစီပျက်စီးနိုင်တဲ့လက်နက်လို့ထင်ရပြီးမဲ့နျူကလ িয়ার ပိုင်ထားတဲ့သူကဆိုတာကလည်းဆက်ဆက်ရေးကောင်းနေပိုင်ဆိုင်ထားသူလိုပဲနော်သူတို့ကတော့တော်တော်လေးတော့အဆင်ပြေတယ်ပေါ့နော်ဆိုတော့ခုနကတော့ကြံသွားတဲ့နောင်ချူတရင်တပုတ်ရှိပါသေးတယ်။အဲ့ဒါကတော့ကြောက်ကြမ်းပေါ့နော်။နောင်ချူကြောက်ကြမ်းကျွန်တော်တို့ဒီဘက်ခြံတက်တဲ့လမ်း။ဒီဘက်ခြံတက်တဲ့လမ်းဆိုတာ ကျွန်တော်တို့ဒီဗန်ဘွေးရုပ်ပချံနေတက်တဲ့လမ်းပေါ့နော်ဆိုတော့ဥမတိယမခမှာတိုက်နေတယ်ကြောက်ကျန်းဆိုရင်ဟိုပချံကိုကျွန်တော်ထင်တယ်3မိုင်ခွဲလောက်ပဲရှိတော့မထင်တယ်အဲ့တော့အဲ့မှာလေချောင်းတက်ခိုင်းမှုတစ်ခုပြုတ်လုခဲ့တယ်ပြုတ်လုခဲ့တဲ့အချိန်မှာတိတ်ဆုံးမှုတွေရှိတယ်လို့ပြောတယ်ကျွန်တော်ထင်တာတော့အောက်ကနေတက်ဖို့လမ်းရှင်းနေပြီလို့ကျွန်တော်ထင်တယ်ဒီဘက်ချက်မှာလည်းလေချောင်းတက်ခိုင်းမှုတွေလုံနေတဲ့ခါကျတော့ဒါနှစ်ဖက်လုံးတစ်ပြိုင်တည်းတက်မှသာတက်လို့ရမယ်ဘရောမှာတစ်ဖက်တည်းတက်လို့မရဘူးခါပြတ်သွားမယ်အနေထားရှိတယ်ဗောနော်အဲ့တော့ကျွန်တော်ထင်တာတော့ဒါ ဒီအခုစီဂျိုတိုက်ခိုက်နေတဲ့အနေထားဖြစ်တယ်ပေါ့နော်။အုံဒီယိုမခါရှင်းတလောက်နေပါဖြစ်သွားတယ်ဆိုလို့ရှင်ဒီခါအနေဖြတ်တိုက်မဲ့သူတွေမရှိလို့ရှင်ဒါတက်ကဆက်တက်လို့ရတဲ့အနေထားပေါ့နော်။အဲ့တော့ကြောက်ချမ်းမှာလေချောင်းတိုက်ခိုက်မှုရှိခဲ့တယ်။အဲမနေ့ပိုင်းပေါ့နော်၁၇နိုင်၁နိုင်နီးပါးလောက်ပေါ့ပေါင်900ဘုံဒီပစ်ချခဲ့တယ်ဆိုပြီးသူတို့ဘက်ကထုတ်ပြန်ထားပါတယ်။အဲ့တော့ထိခိုက်တိုက်ဆုံမှုကတော့တရားပေါ်ရှိပါတယ်။နောက်တည်င်းတဲ့ဘက်ကတော့ကျွန်တော်တို့ဒီကြောက်ဖြူမျိုးနယ်ပေါ့ကြောက်ဖြူမျိုးနယ်၆ချောင်းရွာ ။နောက်ပြီးလို့ရှိရင်ကြောက်ဖြူမြို့နယ်စက်တိန်ရွာပေါ့။ဒီရွာတွေမှာ drone နဲ့တိုက်ခိုက်မှုဒါရုပ်သံတွေကျွန်တော်တို့မြင်ရတယ်ပေါ့။ဒီ drone နဲ့တိုက်ခိုက်မှုရုပ်သံတွေမှာကျွန်တော်အရင်တည်းကတင်မိဘူးတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကအဲ့ဒီမှာဘုံခိုခြင်းလေးတွေမှာခိုနေတဲ့ AA တွေကျွန်တော်တွေ့တယ်။ဆိုတော့လူနာတွေရလာလိုက်တချို့လည်းဆွဲပြေးကြတယ်။ဒါပေမဲ့တချို့လည်းအဲ့ဘုံခိုခြင်းနဲ့ဆွဲထည့်တယ်။ဆွဲထည့်တဲ့အချိန်မှာအထက်ကတုံတော့ဝင်လို့မရလူငယ်လူနာတလန်တလန်နဲ့ဆိုတော့အဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဘုံကြီးကနောက်တလုံးကျကျွန်တော်ထင်တယ်အဲ့ဒီဘုံကြီးကျလို့ ောက်ကွဲလို့ထွက်သွားပြီးအငွေးတွေပျောက်သွားတဲ့ချိန်မှာပြန်ကြည့်လိုက်ရင်မရှိတော့အစားတွေဖြစ်ကုန်တက်တဲ့ကြတာဘုံဒီရဆိုတော့တနာတယ်ဆိုတာဘာမှမသိညာမှမသိတဲ့နဲ့အတင်းအဓမ္မစုဆောင်းခံရတဲ့မျိုးခမီးတက်နော်အဲ့လိုမျိုးဘာမှမသိပဲတရားမှစုဆောင်းခံရတဲ့တိုင်းသားတွေရှိတယ်။အဲ့လိုပဲရခိုင်မာမအကျန်းဖတ်မှုကိုမလိုလားတဲ့ရခိုင်လူမျိုးတွေရှိတယ်။ ဒီလိုမျိုးစစ်မှတ်ဖြစ်ပေါ်တာစစ်မှတ်တိုက်ဖို့ခိုက်ဖို့လုံးဝစိတ်ဝင်စားတဲ့ရခိုင်လူမျိုးတွေအဲ့ဒီမှာခံနေရတယ်ဆိုတော့အဲ့လိုမျိုးတနာတာဖြစ်ပါတယ်ခေါင်းဆောင်ပိုင်းကတော့ငကူတွေကတနာစရာကိုမရှိတာဆိုတော့ဒီစစ်မြေပြင်မှာလည်းရှိမနေဘူးအဝေးကနေကိုကဲတယ်ပေါ့ဘာပြောအဝေးကနေကိုကဲတယ်ဆိုမှထုံမျက်နိုင်လို့ညှို့ထောင်းအောင်လို့ရဲ့အဲသူတို့ရဲ့ strategy ကလည်းတွားပြီးတော့ရှုပ်လို့တော့မရဘူးနော်ဘာပြောသူတို့မှလည်းအောင်မြင်မှုတိုင်းတာတစ်ခုရှိတယ်ဒါကတော့ကျွန်တော်တို့တွားပြီးမေ့ထားလို့မရဘူး နောက်တနေ့နေ့ဘုတ်ကတော့ကျွန်တော်တို့နိုင်ငံတကာကိုရောက်နေတဲ့နိုင်ငံတကာလို့ပဲပြောရမှာเนาะ NUG ကအဖွဲ့တွေကနိုင်ငံတကာကိုရောက်နေတနိုင်ငံတည်းလို့ပြောလို့မမြင်ရတာဆိုတော့နိုင်ငံတကာကိုထွက်ပြေးသွားတဲ့ NUG အဖွဲ့ကနေပြီးတော့စစ်ကောင်စီကိုလူခွင့်ရင်းနဲ့တရားစီရင်မှုရန်ရားတွေမှာအရေးယူပေးဖို့တိုက်တွန်းနေတဲ့သူကနိုင်ငံတကာကိုတိုက်တွန်းနေပေါ့เนาะဆိုတော့ဘာလို့အဲ့လိုပြောလဲဆိုတော့ပြီးခဲ့တဲ့ရက်ကကျွန်တော်ခုနကပြောခဲ့တဲ့နောင်ချိုကိစ္စပေါ့အမိမသိအမောင်မသိနဲ့ထပြီးတော့ အကြေညာချက်တွေထားထုတ်တယ်ပေါ့အဲ့ဒီဖုံးကြောင်တိုက်ခိုက်လို့ပေါ့နော်တို့ကတော့ဘာသာရေးရတက်ကိုမုံတီးတော့မှတို့ကတမင်ဖန်တီးတာပေါ့ဆိုတော့အဲ့လိုမျိုးတိုက်ခိုက်လို့နော်အများပြည်သူနေတဲ့ပြီးခဲ့တဲ့ရက်ကကျွန်တော်တို့စင်ကူးလက်ပံလှကဒီဈေးမှာ PDF တွေကိုတိုက်ခိုက်ခဲ့တဲ့တိုက်ခိုက်မှုဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့တို့ကအများပြည်သူရှိတဲ့နေရာကိုတိုက်ခိုက်တာဖြစ်တဲ့အတွက်ဒါကြောင့်မို့အရေးယူပေးဖို့ပေါ့နော်အဲ့လိုပြောရမယ်ဆိုလို့ရှိရင် NUG ကဘယ်ဟုတ်တိုင်လို့ရလဲနော်ယထာလန်မိုင်းခွဲတယ် ဖြူးကညွန့်ခွင်နော်ဒီကြောက်တကားလမ်းပိုင်းတစ်လျှောက်လုံး energy လမ်းပိုင်းခွဲတယ်ပြီးလို့ချင်းဒီမော်လမြိုင်ကနေပြီးတော့ဒီတထုံကြိုက်ထူဘကူးမရောက်ခင်ဒီကြားလမ်းပိုင်းပိုင်းခွဲတယ်နောက်ပြီးလို့ချင်းဒီစကိုင်းကနေပြီးတော့ဆတ်ထွက်တော့တစ်လျှောက်လုံးမိုင်းနေကြီးပဲတောက်လျှောက်လဲကွဲတယ်ပြီးကြတဲ့ရပိုင်းရမယ်အဲ့ဒီမှာ ဖီးတယ်တင်ရင်တစီအပြစ်ခံရတယ်အဲ့လိုပဲဟိုပြီးခဲ့တဲ့ရက်ကလည်း NUG လောက်ခံအဖွဲ့တင်တာတိုင်းဒေသကြီးမှာចောင်းသားတွေကိုမိုင်းနဲ့ပြစ်တယ်တနတ်တွေနဲ့ဝိုင်းပြစ်တယ်အဲ့လိုပဲခီးတဲ့တင်ကားတွေပြစ်တယ်တန်ကဟိုအရင်တော့ဆိုဟိုက်ချက်တစီဝိုင်းပြစ်တယ်တန်ကတော့ပါចောင်းနိုင်ဆရာတော့ပြန်လောင်းတော့မှုတယ်ဒါမျိုးတွေအများကြီးပဲဘလို့သူများမျက်ချီပဲမြင်ကိုမျက်ချီကြတော့ကိုမမြင်ဘလို့ဘလို့လူဘလို့လုတ်ပြီးနိုင်ငံရေးသမားတွေဖြစ်လာလဲမသိဘူးနောက်တဲ့ဒီနေ့ဘုကတော့တည်င်းတော့မဟုတ်ဘူး ိုက်တွန်းချက်လို့ပြောမှာနော်တိုက်တွန်းချင်တာကတစ်ပင်ဆိုင်ပါနံပါတ်1နံပါတ်2လဲတစ်ပင်ဆိုင်ပါနံပါတ်3လဲတစ်ပင်ဆိုင်ပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နိုင်ငံကဒီရာသီဥတုဖောက်ဖျက်မှုနဲ့အဲအခုဆိုလို့ရှိရင်ဒါဒီအပူဆုံးမျိုးတွေထဲမှာမကွေးတိုင်းဒေသကြီးက6မျိုးနဲ့မကွေးမျိုးတွေပါဝင်ပြီးတော့6ဆိုလို့ရှိရင်ကမ္ဘာအဆင့်နှစ်တောင်ရောက်နေဆိုတော့ဘရာဇီးမှာ နော်ဒီကန္နာယကိုတော့မှတစ်ပင်တစ်တော့အုပ်ဖြစ်အောင်လုပ်သေးတာပဲကျွန်တော်တို့တနည်းနည်းနဲ့တော့ပြောင်းလဲလို့မရဘူးလားဆိုတော့ကျွန်တော်တို့ဝိုင်းပြီးတော့ခြဖွေရမှာဖြစ်ပါတယ်အဲ့တော့သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေအနေနဲ့လည်းကျွန်တော်တို့ဒါကိုဘယ်လိုဖြေရှင်းကြမလဲပေါ့နော်ဒီလိုစိတ်လန်းစုပြီးတဲ့ဟာဖြစ်အောင်ဘယ်လိုဖြေရှင်းရမလဲကျွန်တော် လုပ်အောင်မယ်ပေါ့နောက်တစ်တွေကတော့ကျွန်တော်တို့ PDF အချင်းချင်းအပြန်အလှန်ချင်းချောက်တယ်ပေါ့နော်အပြန်အလှန်ချင်းချောက်ဆိုတော့ zombie လူမျိုးတွေနေထိုင်တဲ့ချင်း PDF ပေါ့နော်ချင်း PDF zombie လူမျိုးတွေနေထိုင်တဲ့ဒေသတွေမှာချင်း PDF ကထုတ်ပြန်တယ်အဲ့ဒါကချင်းလန်းကောင်စီရဲ့အဖွဲ့ဝင်ဖြစ်တဲ့ CNF တို့ CN CNA တို့နော်ပြီးလို့ရှိရင်ဒီ CD ရဲ့တွန်းဆန်တို့ဒီအဖွဲ့တွေကအဲ zombie ပြည်သူတွေပေါ့နော်ချင်းပြည်သူတွေကိုဖမ်းဆီးတက်ဖြတ်တာမတရားဖမ်းဆီးတာရိုင်းနှက်နှိပ်စက်တက်ဖြတ်တာဒါမျိုးတွေအကြီးကြီးလှုပ်ဆောင်ခဲ့တယ်လို့ပြောတယ်အဲ့တော့နောက်တစ်ခါလုံးမယ်ဆိုလို့ရှိရင်တော့ တကယ်လို့အဲ့လိုဆက်ပြီးကျူးလွန်နေမှာဆိုလို့ရှိရင်တော့သူတို့အနေနဲ့အရေးယူတာတွေဆက်လက်လှုပ်ဆောင်မယ်ဆိုပြီးတော့ချင်း PDF ကချင်း PDF တွေကိုပြန်ပြီးတော့တတိပေးစာထုတ်ပြန်တာဖြစ်ပါတယ်။နောက်သတင်းတွေဘုရားလည်းဒါခုနကတော့ပြောခဲ့တဲ့စင်ကူးပါပဲ။စင်ကူးမှာပြီးခဲ့တဲ့ရက်ကမှဒါ PDF တွေရှိတဲ့နေရာတွေကိုဒီကြောင်တိုက်ခတ်မှုလုပ်တယ်။ထပ်ပြီးတော့မတ်လ18ရက်နေ့မှာဒီကြောင်တိုက်ခတ်မှုဆက်ပြီးလုပ်ခဲ့တယ်ပေါ့နော်။အဲ့ဒီမှာလည်းတိုက်ဆုံမှုအချို့ရှိတယ်လို့သိရတယ်။ ူတို့ဘက်ကတင်တဲ့သတင်းတော့ကြည့်ရင်တော့အကုန်လုံးအရက်သားတွေပဲဖြစ်ပါလိမ့်မယ်ဒီတစ်ခါလဲတိတ်ဆုံးမှုတော်တော်များများရှိခဲ့ပါတယ်နောက်သတင်းနဲ့ဘုကတော့ဒီတစ်ခါ net တွေကို PDF ကသတိပေးတာဖြစ်ပါတယ်အဲ့ဒါကတော့ရင်းမပင် PDF ကထုတ်ပြန်တဲ့စာဖြစ်ပါတယ်သူတို့စီကပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလို့တော့ပြောပါတယ်။အဲ့ဒီကထုတ်ပြန်တဲ့ထုတ်ပြန်စာမှာသူတို့အများနဲ့နှစ်စဉ်နှစ်တိုင်းကျင်းပနေတဲ့ အမေရရင်ပွဲတော်ကိုအဲအခြေတွင်မလုပ်ဖို့အတွက်ဆိုပြီးတော့အကြောင်းကြားထားတယ်ပေါ့နော်အဲ့တော့နတ်လည်းတတိနဲ့တော့နေပေါ့နော် PDF ဒီအသိပေးထားတယ်မဟုတ်လို့ရှိရင်တော့အေးအေးယူခံရမယ်ပေါ့နော်ဆိုတော့နောက်တဲ့တင်တဲ့ဘိုးကကျွန်တော်တို့ဒီ online လိမ်လည်မှုနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံထဲကိုတရားမဝင်ရောက်ရှိနေတဲ့အဲဒီလုပ်ငန်းတွေမှာပါဝင်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသား၄၀၀နဲ့တရီလင်္ကာနိုင်ငံသား၁၄ဦးစုစုပေါင်း၄၀၀နဲ့၁၄ဦးကိုတက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးရခဲ့ပြီလို့နိုင်ငံတော်ကနေသတင်းထုတ်ပြန်ထားပါတယ်။ထပ်ပြီးတော့တရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား၂၆၆ဦးကိုထပ်မံစစ်ဆေးဖော်ထုတ်ထင်းသိမ်းနိုင်ခဲ့တယ်ဆိုပြီးတော့ထုတ်ပြန်ထားတာဖြစ်ပါတယ်။ဆိုတော့ဒီနေ့အတွက် သတင်းတွေကတော့ဒီလောက်ပါပဲ။ဆိုတော့တရင်းနေဒီလောက်ပဲဆိုပေမဲ့လည်းကျွန်တော်တို့ဒီမီးဘေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အခုကုညီနေတဲ့အတိုင်းအတာလေးပြောပြပါမယ်။အခုပစ္စည်းတွေကတော့တစားစားနဲ့ရောက်ပြီး အာနောက်ရက်ဆိုရင်ကျွန်တော်ကားကြီးငါပြီးတော့ကားဂိတ်ဒီမှာအကုန်လုံး లై ကောက်တော့မဟုတ်ဘူးနော်ပစ္စည်းတွေ లై ကောက်ပြီးတင်အဲ့တော့အားလုံးကျွန်တော်စိတ်ပူပြီးပြောကြတယ်မသွားနဲ့လို့ပြောတယ်ပေါ့နော်ကျွန်တော်ကတော့သွားမယ်ထင်လို့မသွားပါဘူးကျွန်တော်မသွားဘူးပေါ့နော်အဲ့တော့ကျွန်တော်ပစ္စည်းပို့မယ်နောက်ပစ္စည်းပို့ဖို့အတွက်လည်းကားကကျွန်တော်တော်တော်ခက်ခဲတယ်ပို့ဖို့ဆိုရင်ပို့စရာအများကြီးကုန်ပါတော့အခုလမ်းပြောတယ်တယောက်ကူညီမယ်ပေါ့အဲ့တော့ဘယ်လောက်ပေးရမလဲဆိုတော့ ကားကကျွန်တော် site ခံပါမယ်ဆိုပြီးအခုကားရတယ်ပေါ့နော်အခုအကုန်လုံးပစ္စည်းတွေကျွန်တော်တင်ပြီးတော့တရက်တော့ကျွန်တော်တို့ပို့တော့မှာဖြစ်ပါတယ်။ဘာဖြစ်ဒီထောက်ပံ့ဖြစ်စီမဲ့ပစ္စည်းတွေပေါ့နော်အများပြားပြပို့တဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကိုထောက်ပံ့ကြသလိုပဲအခုကျွန်တော်လုပ်တဲ့ဒီလိုကုညီရေးလုပ်ငန်းတွေမှာပါဝင်ထောက်ပံ့ကြတဲ့သူတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ဆိုတော့ဆက်ပြီးတော့လဲကျွန်တော်ပဲဖြစ်ဖြစ် ကျွန်တော်တော့ပို့ပြီးလို့အတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကုညီရေးလုပ်ငန်းစဉ်နဲ့ပဲဖြစ်ဆက်ပြီးတော့ကုညီထောက်ပံ့ကြပါအောင်လို့ပြောချင်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KP WP ARP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39480398ကိုဒတိုက်ရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KP WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ်ပတ်စဝတ်ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်။နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ Brighta လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်။ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ Like Share Subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ။